တော့စောမြရာဇာလင်းအလောင်းကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့မြင်တွေ့ရမလဲဒါမှမဟုတ်ဆိုတော့သူဟာအလားခွေးလိုဘောက်ကနေပြီးတော့ထွက်ပြေးမလားခွေးလိုဝက်လိုပြေးမလားဒါမှမဟုတ်ခွေးလိုဝက်လိုသေရမလားဆိုတော့ကိုတော့ကျွန်တော်တို့အားလုံးကစောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရေဝချင်းလေးပါအားလုံးပဲတာလီဆိုပါကျွန်တော်ကြိုဆိုနေပါခင်ဗျာကျွန်တော်ချမ်းလေးနဲ့အခုအချိန်နဲ့ဒီနေ့မှာတင်ပြဆွေးနွေးသွားမယ့်အကြောင်းအရာကရခိုင်သူရခိုင်သားအားလုံးရဲ့ရန်သူဟုတ်ပါတယ်ခင်ဗျာ ပြီးတော့လက်ရှိပြစ်ဆုံးပံမှာရော အနာဂတ်မှာရော မရှိသင့်တဲ့လူဟုတ်ပါတယ်ဒီကြောင်းလေးကိုတင်ပြဆွေးနွေးသွားမှာဖြစ်တယ်ဗျဟုတ်ပြီပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာကျွန်တော်တို့ဒီရခိုင်ကျွန်တော်တို့သတင်းစာမျက်နှာထပ်မှာရောအခြားသတင်းဌာနတွေမှာလည်းကျွန်တော်တို့တွေ့လိုက်ရတယ်ဗျဒေါ်စောမြရာစာလင်းမေကွန်ချွေနေတယ်ဟုတ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒါလေးကို ကျွန်တော်ဒီကြည့်မိတယ် ချင်းပြီးတော့ဘီးနားမှာလည်းတန်ငါတစ်ပါးပါတယ်ဟုတ်တယ်နော်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ဟုတ်ပြီဒါကတော့ဒါအခုခြေအဓိကဆွေးနွေးရမယ်အကြောင်းနော်ပြီးတော့နောက်မှကြည့်လိုက်ပြန်တော့လေသူမိကုန်းချွေနေတဲ့သူတွေကလည်းအိုနာဂျိုကန်တွေပါလားဗျဟုတ်ပါတယ်ဗျဆိုတော့ဒါကျွန်တော်တို့စစ်တပ်တစ်ခုကိုဖွဲ့စည်းမယ်ဆိုရင်ကျွန်တော်တို့ဒါငယ်ရွယ်နှုတ်ပို့ပြီးတော့ကျွန်တော်တို့တိုက်ရိုက်ခိုက်ရရှိတယ်ပြီးတော့တမ်းမာထွားချိုင်းနဲ့ဒါမျိုးသားကောင်းတွေနဲ့ ဒါဖွဲ့စည်းခဲ့တာတွေကိုကျွန်တော်တို့တော်တော်များများမှတွေ့ရမှာဖြစ်တယ်ပဲဘာဖြစ်ဖြစ်လေဒါတက်ရဲ့အင်္ဂါရက်တွေပြည့်စုံသွားမှာဟုတ်ဗျအခု သူဖွဲ့စည်းလိုက်တဲ့တက်ကရခိုင်လွတ်မြောက်ရေး တက်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 တော့ပေါ့ရခိုင်လွံ့မြောက်ရင်တက်မြတ်တော့ဆိုတော့အဲအဲ့ဒီမှာလဲထူးခြားတဲ့စကားရဲ့လေးခုပါသေးတူကမျက်တောင်ထက်ပြီးတော့တက်လိုက်သေးတယ်ဟုတ်ပါဘူးအမှန်တကယ်တော့မျက်ကတော့တက်စရာမလိုတော့ဘူးထင်တယ်ဗျမျက်ကသူ့နားမှာနေပေါက်နေမှာပါဟုတ်ပါဘူးဟုတ်ပြီဒေါ်စောမတ်ဇာလင်းအကြောင်းကိုကိုကြီးဆွေးနွေးဖို့လိုအပ်နေပြီဗျအဲ့တော့ဒီဒေါ်စောမတ်ယာဇာလင်းကကျွန်တော်တို့လက်လာရှိတာပေါ့နော်ဒီအာသူ့ပုပ်ကိုရရကျွန်တော်အာခင်ပါတယ်ကျွန်တော်ပုပ်ကိုရရတာ အရင်တော့အဆက်ဆံခဲ့ဘူးတယ်ခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်နိုင်ငံရေးအရာဆွေးနွေးခဲ့ဘူးတယ်အဲ့တော့ဒီနေ့ဒီအချိန်မှာသူ့ရဲ့လုံရက်တွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါအရင်ယုံစရာကောင်းတဲ့ပေါ့နော်အာယုံရှာဖွေကောင်းတဲ့လုံရက်မျိုးကျွန်တော်တွေ့ရတယ်အဲ့တော့ဒီကျွန်တော်တို့ပြန်ကြည့်လိုက်တော့22ရက်နေ့မှာအာဒီညနေ6နာရီဝင်ကျွန်တော်မှာပေါ့နော်ဒီစစ်တွေမျိုးကနေပြီးတော့ဒီကျွန်တော်တို့အဲရခိုင်တပ်တော် AA ထိန်းချုပ်ရဒေသဖြစ်တဲ့ပေါတိုးမြို့ကိုသွားတဲ့လူပေါင်း34ယောက်ရှိတယ် ်အဲ့ဒီ34ယောက်ကိုသူတို့ဖမ်းခေါ်သွားတယ်ဗျာဖမ်းခေါ်သွားတဲ့ကအခုဒီမှာ၄ယောက်ကတော့ထွက်ပြေးလွတ်မြောက်လာတယ်လို့သူတင်မှာဗျာအဲ့ကဒီထွက်ပြေးလွတ်မြောက်လာတဲ့လူ၄ယောက်ကပြောတာကဘလို့ဒီစက်တက်နဲ့ဒီလက်ရှိလက်ရှိဒီဒီဒိုဆော့မြဇာလင်းရဲ့တက် A ALP ပေါ့နော်တက်တော့နဲ့ပုံပြီးတော့ဖမ်းလာဆိုပြီးတော့ထွက်ဆိုလာကြတယ်ဆိုတော့တန်တဲ့လူပေါင်း30ဟာဒါအခုချိန်ထိပြန်မလို့သေးဘူးဆိုလိုတာကဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်တဲမှာဒီဒီရခိုင်ကိုကိုစားပြုတ်ပြီးတော့ဖွဲ့စည်းထားတဲ့ ဒီစစ်တပ်ဒီလက်ရှိရခိုင်တပ်ရခိုင်စစ်တပ်လို့နာမည်ခံထားတဲ့အဖွဲ့ကဘာကြောင့်ရခိုင်လူမျိုးဒုက္ခပေးရတာလဲပေါ့နော်ဒါနံပါတ်1တရှိပေါ့အဲ့တော့ဒီနံပါတ်2တရှိကဘာလဲဆိုတော့ဒီဒီလူပေါင်း30ဟာဘလို့နေထိုင်ရလဲဘလို့ဘလို့ဖြစ်လဲဆိုတဲ့ဟာကိုဒါသူတို့တရားဝင်ထုတ်ပြန်ထားတာလည်းမတွေ့အောင်ဘူးเนาะဒါဒီတော့ဒီစိုးမြတ်ဇာလဲဟာဒီသူ့ရဲ့ဒီလက်ကင်တုံးလေးတွေနဲ့ပေါင်းပြီးတော့ဒီစက်တက်ရဲ့စက်ခွေးရဲ့အောက်ပေါ့ဗျာစက်ခွေးရဲ့အလိုကျထိကင်ခဏကင် လမ်းစဉ်ကိုလိုက်နေတယ်ဆိုတာတွေ့ရတယ်ဟုတ်ပြီလက်ရှိချိန်မှာတော့ဆောမတ်ဇာလင်းပေါင်းနေတာကကျွန်တော်တို့နိုင်ငံကိုအကြမ်းဖက်နေတဲ့အကြမ်းဖက်ဖက်ဆဲအဖွဲ့ဆိုတော့သူပေါင်းနေတဲ့သူကလည်းတိုက်တိုင်းရှုံပြုတ်ပြုတ်ပြုံးနော်ဒါရှင်းနေစစ်မျက်နှာပြင်နေရာဒီအထက်နေရာဒီသတိတိမှာခွေးပြေးဝပြီးပြေးနေတဲ့ကောင်တက်ပြက်တက်ပြိုတက်အိုနေတဲ့ကောင်နော်မကြခင်မှာကျွန်တော်တို့ပြည်သူတွေရဲ့စီရင်ခြင်းခံရတော့မယ်ကောင်တယ်ဆိုတော့ သူကရခိုင်လူမြောက်ရေးတက်မြတ်တော်ဆိုတော့တစ်ဖက်မှာသူပေါင်းနေတာကတက်မှမတော်တဲ့ကောင်တွေစုဖွဲ့ထားတဲ့ခွေးရှုံးဝရှုံးရှုံးနေတဲ့ကောင်တွေအောက်မှာသူကအယိုးရင်ကြိုက်ပြီးတော့ကျွန်တော်တို့ရခိုင်ဒါပြည်သူတွေကိုဖမ်းဆီးတယ်ပြီးတော့အကြမ်းဖက်တယ်ပြီးတော့စစ်မှုထမ်းတယ်လည်းထည့်သေးတယ်ဆိုတော့ဒီလောက်ရက်ကသူအရှိမှအညီပေးထားတဲ့ရခိုင်လူမျိုးရေးတက်မြတ်တော်ဆိုတဲ့လုံရံမျိုးမဟုတ်ဘဲနဲ့ဟိုးဆိုးလူနိုင် ဒါဒီအကျန်းဖတ်နေတဲ့အဖွဲ့တစ်ခုပြောချင်တာကတော့အစ်မရှိတဲ့တာမန်လုံခြုံရေးလို့တော့ပြောလို့မရတဲ့အဖွဲ့လေးတစ်ခုလို့ပဲကျွန်တော်တို့မြင်မိတယ်ဗျဟုတ်ပါတယ်ဗျဒီတော့ဒီ तू ကဒီ ဒီကျွန်တော်တိုင်းရင်းသားလက်နဲ့ကင်တက်တယ်ဆိုတာဟာမိမိတို့ရဲ့သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးကိုကိုစားပြုပြီးတော့မှဖွင့်စီတာကြတာ။ Okay ဒီတော့ဒီသက်ဆိုင်ရာလူမျိုးသူတို့ရဲ့ဒီမိမိတို့ရဲ့သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုကိုကိုစားပြုဖွင့်စီတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးကိုကာကွယ်စောင့်ကြောက်ပေးရမှာတာဝန်တိုင်းရင်းသားလက်နဲ့ကင်တိုင်းမှာတာဝန်ရှိတယ်။မှန်တယ်။ဆိုတော့ဒီကနေ့ဒီဒေါ်စမရဇန်ကိုတနေ့ကသူပြောသွားတယ်အာသူပြောလိုက်တာဘောနော်ဒီသူရဲ့စစ်တပ်ကိုသူကသူရဲ့တက်ကိုသူပြောင်းလိုက်ပြီပေါ့နော်။နာမည်ပြောင်းလိုက်တယ်အာအဲ့ဒီဟာကျတော့ဒီ ALPR ပေါ့ AR ALPR ရဲ့အတိတ်ပြကြတော့အတူအဲ့ဒီမှာဘယ်လိုပြော Army for Liberation and Peace of Rakhine ဆိုတော့ဒီ ALPR ပေါ့ရခိုင်ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတက်မြတ်တို့ဆိုပြီးတမန်ပြောရတယ်ဆိုတော့ဒီလွတ်မြောက်ရေးနဲ့ငြိမ်းချမ်းတက်မြတ်တို့ဆိုဒီလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေတဲ့ဒီကနေ့ဒီရခိုင်တက်တော် AA AA ကိုခုနကသူတို့အားပေးမထောက်ခံပေးနဲ့အာဒီလက်ရှိနေပြီးအကြမ်းဖက်လုံရက်တွေကိုအားတော်ဖွန်ဆိုင်လုံနေတဲ့ ဒီအကြံပဲစစ်တပ်ရဲ့လက်အောက်မှာသူဘာကြောင့်အလုပ်လုပ်ရတာလဲကွနော်ဒါနံပါတ်1ပြီးတော့ဒါကျွန်တော်နောက်တစ်ခုကျွန်တော်ရဲ့အမြင်ပါလဲဆိုတော့ဒီအခုနကျွန်တော်ပြောပြီးပြီကျွန်တော်တို့ဒီရခိုင်လက်နဲ့ကင်တက်ဆိုတာ ရခိုင်ပြည်သူကိုစားပြုရမယ်ဟုတ်တယ်ဒီရခိုင်ပြည်သူကိုကိုစားပြုပြုရမယ်ဆိုတာဒါရခိုင်ပြည်သူကိုစားပြုရခိုင်ပြည်သူကာကွယ်ပေးရမယ်ဒါဒါနေပြီးတော့ဒါတိုင်းရင်းသားလက်နဲ့ကင်လက်မှာရှင်းတန်းရှိတိုက်တဲ့အဲမူဝါဒတစ်ခုပေါ့နော်ဒီမူဝါဒတစ်ခုဒီမူဝါဒတစ်ခုကဒီမူဝါဒတစ်ခုကတိုင်းရင်းသားလက်နဲ့ကင်လက်မှာရှိ ရှိကြတယ်။ဒီလက်ရှိဒီရခိုင်တပ်တော်အေအေမှာလည်းဒီလက်ဒီလမ်းစဉ်မျိုးပဲရှိတာပဲ။ကာကွယ်ပေးမယ်စောင့်ရှောက်ပေးမယ်ဒါကို့လူမျိုးကိုကာကွယ်ကာကွယ်ပေးမယ်စောင့်ရှောက်မယ်တော့ဒီတော့ဒီရခိုင်ပြည်နဲ့တပြည်နယ်လုံးကတစ်မျိုးသားလုံးကကို့ပြည်နယ်လွမြောက်ဖို့ကို့လူမျိုးကြီးလွမြောက်ဖို့အားသုံးကွန်ဆိုက်ကြိုးပမ်းနေတဲ့အချိန်မှာဒီလက်ရှိဒီ ALP ပါတီခေါင်းဆောင်စွန်မြတ်ဇာလင်းကမပါလို့လာတာဆိုရင်ဒီအကြမ်းဖက်စစ်တပ်ရဲ့အဲဆက်ဖနက်အောက်မှာထိကင်ဖနက်ကင်လမ်းစဉ်ကိုလိုက်ပြီးတော့မဆုတ်မပုတ်လေးတွေစားတော့ပြီးတော့ဗျာမဆုတ်မပုတ်ပေးအယိုး အယိုးအရင်လေးတွေကိုကိုက်ပြီးတော့အာထိကန်ခဏကလမ်းစုံလိုက်ပြီးတော့ဘာလို့လဲရခိုင်ပြည်သူတို့နှိုက်ကုန်တယ်ဒုက္ခပေးနေတယ်ကျွန်ဒီလိုဒုက္ခပေးတာနှိုက်ကုန်တာကျွန်တော်အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အာဘောနော်ဒါရခိုင်ပြည်နယ်အတွက်အနာဂတ်အတွက်မရှိတော့မရှိတဲ့တော့အဖွဲ့အစည်းတခုပေါ့နော်မရှိတဲ့တော့အဖွဲ့အစည်းတခုလို့ကျွန်တော်တော့ဟဲ့ကတဲ့အရာမြင်မိတာပေါ့နော်ဟုတ်ပါတယ်တော့ကျွန်တော်တို့အားလုံးရဲ့လုပ်ရက်ကကျွန်တော်တို့ဒါအဲတုံးတုံးနဲ့ အဲလက်ရှိပေါ့နော်ဒါအသုံးနှုံးနေလဲလဲအများကြီးတက်ဆိုင်နေဗျရခိုင်ပြည်လွတ်မြောက်ရေးပြီးတော့ငြိမ်းချမ်းရေးဆိုတော့သူတို့ပေးထားတဲ့ခေါင်းစဉ်သူတို့ကိုနိုင်ကောပြန်ပြီးတော့အိုက်စာကိုပြန်ဖတ်မိရလာလို့ကျွန်တော်ကဒီကနေပြီးအတိပေးလို့ရတယ်ကျွန်တော်ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုကိုကြည့်နေတဲ့ရခိုင်သူရခိုင်သားတွေအများကြီးရှိတယ်ဟုတ်ပါတယ်ဆိုတော့လက်ရှိအချိန်မှာရခိုင်ပြည်လွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအင်းနဲ့အားနဲ့သွေးနဲ့သားတွေနဲ့ကျွန်တော်တို့ဒါရခိုင် ပြည်တော်ကြီးကို ပြန်လဲထူတော်နိုင်ဖို့ကိုအရင်ကြီးမြောက်များနဲ့ပိဆက်တိုက်ပွဲဝင်နေတဲ့အချိန်မှာသူဟာရခိုင်လူမျိုးကြီးအတွက်ဆိုသူရခိုင်လူမျိုးကြီးဘာလုပ်ခဲ့ဘူးလို့လဲဘာမှမတွေ့ရဘူးပြီးတော့ငိမ့်ညာရေးဆိုတဲ့ခေါင်းစဉ်အဲ့ဒီငိမ့်ညာရေးဆိုတဲ့ခေါင်းစဉ်ပြောတဲ့သူတွေတော်တော်များများဟာရုပ်မာရိုင်းဆိုင်နေတာကိုကျွန်တော်နိုင်ငံမှာထင်ရှားစွာတွေ့ကြရတယ်အခုကျွန်တော်ငိမ့်ညာရေးခေါင်းစဉ်တက်ထားတဲ့သူတွေတော်တော်များများဟာ ဒါအကျန်းဖတ်နဲ့ပတ်သက်နေတဲ့သူတွေများတယ်ဟုတ်တယ်ကွာဆိုတော့ကျွန်တော်ကတော့ပွင့်လင်းနေဒါကျွန်တော်လူငယ်တယောက်လိုပဲကျွန်တော်ရှုမြင်နေဒါပေါ့နော်ဟုတ်ပါတယ်အခုလည်းပဲကျွန်တော်တို့ဒါပြစ်ခတ်ရဆဲရေးအပြီးတော့ငင်းချမ်းရေးဘာညာဆိုပြီးတော့နေ့စဉ်ကျွန်တော်တို့ပြည်သူရဲ့ဒါအကျိုးစီးပွားတွေကျွန်တော်တို့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဘုံမြောင်များစွာကျဲချပြီးတော့လှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ကျွန်တော်သိကျင်သေးတာတစ်ခုရှိသေးတယ်ကိုကြီးဟုတ်ပါတယ်ခင်ဗျာ ဒေါ်စောမြရာစာလင်းကဘာကြောင့်အာခတ်တတော် AA နဲ့ကျွန်တော်တို့ဒါ ULA ကိုပခုံးချင်းရှင်ကျင်တာလဲအမ်သူရဲ့ရှင်ကျင်တဲ့သူကျွန်တော်နဲ့အရင်တော့ဆွေးနွေးခဲ့ဘူးလေတော့သူရဲ့ဒီဆွေးနွေးတဲ့လမ်းစဉ်အရာကောင်းခဲ့တယ်ပေါ့နော်ကျွန်တော်သူ့ကိုအားပေးထောက်ခံခဲ့ဘူးလေဒါပေမဲ့ဒီနေ့တေရှင်ကသူ့ရဲ့လောက်ရက်တွေကိုကျွန်တော်လက်လာကြည့်လိုက်တဲ့အခါမှာဒီနေ့တိုလိုင်းရဲ့ကာလမှာလောက်ရက်တွေလက်လာကြည့်တဲ့အခါဘာလဲဆိုသူကအာစိတ်သက်ပြောင်းလဲသွားတယ်ပေါ့နော်ကြီးအောင်ဆောင်တော့ ကြည့်အော် sorry တောင်းဆောင်တော့ဆောင်းတော့ကြည့်ပေါ့နော်အဲ့တော့ဒီတောင်းအောင်ဆောင်တော့ကြည်ပုံစံမျိုးသူနာသူကဖြစ်နေဆိုတော့ပထမတော့ကတော့ဟုတ်တယ်ကျွန်တော်နဲ့အတူတူတော်တော်လေးဆွေးနွေးခဲ့မှုတွေပေါ့နော်တော့ဒီကနေ့မှာဒီဒိုဆိုမြာဇာလင်းကိုကလက်ဟာပေါ့နော်ဒီလက်ရှိ ALP ပါတီမှာခေါင်းဆောင်တရားမထိုက်နိုင်ဘူးအကျွန်တော်တို့ဒီ ALP ပါတီကိုကျွန်တော်ဘာမှမပြုတ်လို့ဘူးပေါ့နော်ဘာကြောင့်မပြုတ်လို့လာလဲဆိုတော့ဒီ ALP ပါတီက1969ခုနှစ်ရမယ်စစ်အာဏာရှင်ဘုတ် ဒီစပနအောက်ကလုံမြောက်ဖို့အတွက်အသက်သွေးရွှေပေါင်းများစွာစတဲ့ခက်ပြီးတဲ့ပါတီတစ်ခုဖြစ်တယ်ပါတီအဟောင်းတစ်ခုပါတီအဟောင်းတစ်ခုဖြစ်ဒီပါတီအောက်သူ2023မှာမှခေါင်းဆောင်လာတာပြီးတော့သူခေါင်းဆောင်လာပြီးတဲ့နောက်ပိုင်းကြတဲ့ခါမှာဒီစပနအောက်မှာစတက်ကကျွေးတဲ့အယိုးအရင်လေးတွေကိုကြိုက်ပြီးတော့ဗျာကိုရခိုင်သူတွေကိုပြန်တက်ပြီးသူပြည်သားတွေကိုပြန်ပြီးတော့နှိတ်ကုန်နေတယ် အဲဘလခုပလေဒုက္ခပင်းနေတယ်ပေါ့ဗျာအဲ့တော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်ပုတ်ပြည်နယ်လွတ်မြောက်ရေးအတွက်အသက်သွေးရွှေးတွေစတဲ့ပြီးတော့လောက်ကင်ဆောင်ရွက်နေတဲ့ဒီ ULA အစိုးရရခိုင်တပ်တော် AA ကိုဒါသူဟာနေပြီးတော့အာအတွက်ပေါ့ဗျာစုမြောက်ခလုတ်တမှုဖြစ်သူရက်တင်တော့ကျွတ်ပြရတယ်ဒီတော့ဒီတော့ကျွန်တော်တို့ကဒီစုမြောက်ခလုတ်ကိုဘယ်လိုမျိုးဖြေရှာမှာလဲအကျွန်တော်ဖြေရှာဖို့နေလန်တခုတော့ရှိရှိတော့ရှိတဲ့နာပေါ့နော်အာမြစ်ပြချိန်မုံတုတ်တင်ဖို့လိုပါတယ် ဟုတ်ပါတယ်ကျွန်တော်တို့ကတော့ဒါအကျန်းဖက်စစ်ခွေးတက်နေဒါပေါင်းသိဆက်ဆံနေတယ်ဆိုရင်တော့ဒါလည်းအကျန်းဖက်ဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာเนาะပြီးတော့လက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့ဒါရခိုင်သူရခိုင်သားတွေရဲ့ဒါအဲလူမြောက်ကြီးအတွက်တိုက်ပွဲဝင်နေတဲ့နေရာမှာသူကိုနိုင်ကတကယ့်ကိုအစူချောင်းခလုတ်ဖြစ်နေတာဗျဟုတ်ပါတယ်ဆိုတော့ဒီစူးညောင်းခလုတ်ကိုမဖြစ်မနေရှင်းလင်းဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ကိုစီရှိနေပါတယ်ဟုတ်ပြီဆိုတော့သူအခုဒီဖွဲ့စည်းလိုက် ဒီငခုတဲကပေါ့နော်အလုံးကိုတမိုင်းမှာလဲကောင်းခဲ့တဲ့ဒီဒါအဖွဲ့စည်းတစ်ခုဟာသူ့လက်မှာသူ့လက်ထဲရောက်တဲ့အချိန်မှာတော်တော်လေးကိုကြောင်းလဲသွားပြီနော်နော်ဟိုအစိုးဘက်ကိုရောက်သွားတော့နော်ဆိုတော့တကယ်ကိုနှမျောဖို့ကောင်းပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အခုဒီအဲရခိုင်သူရခိုင်သားတွေရဲ့အမြင်ကရောဘယ်လိုရှိမှထင်လဲအာရခိုင်သူရခိုင်သားရဲ့အမြင်ပေါ်ရည်ဒီရခိုင်သူရခိုင်သားကိုစားပေါ့နော်အာကျွန်တော်ရခိုင်လူမျိုးတယောက်အနေနဲ့ကျွန်တော်မြင်တာဘာလို့ဆိုတော့ဒီလက်ရှိ ALP party ဟာသူ့ရဲ့ခေါင်းဆောင်မှုအောက်မှာရှိနေတာဖြစ်တယ်ကျွန်တော်တို့ကဘယ်လိုမြင်လိုက်လဲဆိုတော့အာ net ထုတ်တာထက်မှာမစင်လေးတစ်ဖက်ကြားတော့တယ်လို့ပေါ့နော် net ထုတ်တာထက်မှာမစင်လေးတစ်ဖက်ကြားတော့တယ်လို့ပဲအာဖြစ်ဖြစ်သွားပြီဆိုတော့ဒီဟာကြီးကိုဒီလက်ရှိနေပြီးတော့ဒီအခုလက်ရှိ ALP party ဆိုတာဆိုးဆိုးကျွန်တော်အဲ့ဒီမှာအဲ့ဒီမှာအခု question ဆိုးဆိုးပြောခဲ့တယ်လို့ပဲပေါ့နော်အာသူ့ရဲ့အနောက်မှာသူ့ရဲ့ video file ရဲ့အနောက်မှာရှိလိုက်ဖုန်းကြီးတစ်ပတ်ပါသေးတယ်အဲ့တော့ဒီ ဒီလိုစုမြောက်ခလုတ်ကိုအားပေးအားမြောက်ပြုနေတဲ့ဒီဘာသာရေးအရေးဆောင်ဘာသာရေးအရေးဆောင်ပေါ့နော်ပုံပေါ်တွေကလည်းရှိနေသေးတယ်ရှိတယ်ကျွန်တော်နိုင်ငံတွင်းထဲမှာဒါသင်္ကန်းချုံဂရုံတုံးပြီးတော့ဟလာလက်နက်ကင်နေတဲ့ကောင်းလေးဟုတ်ပါတယ်ခင်ဗျာနော်အဲတင်ငန်းခြုံပြီးတော့ကျွန်တော်တို့ပြည်သူကိုဒါလိမ့်လေလှဲစားနေတဲ့သူတွေဟုတ်လားเนาะတင်ငန်းခြုံပြီးတော့အကျန်းဖတ်အဖွဲထောင်နေတဲ့သူတွေအများကြီးရှိတယ် ဆိုတော့ဒါဟာကျွန်တော်တို့ဒါနှစ်ပေါင်းများစွာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလှုပ်ဆောင်ခဲ့တဲ့ဒါအကြမ်းဖက်စစ်တက်ရဲ့လုံရက်တွေတဲကတစ်ခုဖြစ်တယ်ဟုတ်ပါတယ်ဆိုတော့ရခိုင်မြေမှာလည်းပဲဒါမျိုးကိုတွေ့ရတယ်ဟုတ်ပါတယ်ဆိုတော့ဒီမြေငွင်းကိုတွေ့တဲ့ချိန်မှာလည်းရခိုင်သူရခိုင်သားတွေအကုန်လုံးကလည်းတကယ့်ကိုဒါရင်နာမိမယ်လို့လည်းကျွန်တော်လည်းမြင်မိတယ်လေဟုတ်ပါတယ်ဒီရင်နာတယ်ဆိုတာတဲ့ပေါ့နော်အာရင်နာတယ်ဆိုတာဘာလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရင်နာတာတပိုင်းနောက်တစ်ခါဝမ်းနေတာပေါ့ဗျာဘာလို့သူတို့ရဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာအနောက်မှာအာဖုန်ကြီး တပါရက်တာတွေ့ရတယ်။ဒီလက်ရှိနေပြီးတော့နောက်ပြီးဒီပေါ့နော်ဒီကျွန်တော်ဆိုတော့ဒီသာသနာအရေးရှောင်ထားတဲ့ပုံကောဒီလိုမျိုးဒီကျွန်တော်တို့ရခိုင် လူမျိုးတွေကိုဒုက္ခပေးပြီးတော့အဲရခိုင်ပြည်နယ်ကိုဒီပေါ့နော်ဘယ်လိုကဆူညောက်ခလုတ်ရခိုင်ပြည်နယ်ရဲ့ဆူညောက်ခလုတ်ဖြစ်နေတဲ့ဒီအဖွဲ့အစည်းကိုအားပေးအားမြောက်ပြုနေတာကျွန်တော်တွေ့ရတယ်ဟုတ်ပါတယ်ဟွမ်းနေစရာကျွန်တော်တို့ပုံရိပ်ကိုတွေ့လိုက်ရတာပါဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာဟလား အဘောရဘာသာတွေကိုကိုယ်မှုကလည်းအများပြားရှိပါတယ်ဆိုတော့ဒါသင်ငန်းခြုံထားတဲ့သူပြောက်ဟာအကြံဖက်လူသက်ကောင်းနေနဲ့ပေါင်းသိင်းနေတယ်သူတို့နဲ့အတူတူထိုင်နေတယ်ဆိုတော့အတုံးချခံလိုက်ရတယ်ဒါ ground တုံးပြီးတော့သင်ငန်းအရေးခြုံထားတဲ့သူတွေပေါ့နော်ဟုတ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့အဲခြားသောဒေသတွေမှာလည်းပဲလောက်ကိုရောလူမျိုးတွေ့ရတာတွေရှိတယ်ပြီးတော့ဗုဒ္ဓဘာသာ ပါညာဆိုပြီးတော့ဟလာကြွေးကြော်ပြီးတော့ကျွန်တော်တို့ရသပြည်သူတွေကိုငါတက်ဖြတ်နေတဲ့ဖွဲ့စည်းတွေကိုအပြားများလုပ်နေတဲ့ဖွဲ့တွေအများကြီးတွေ့နေရတယ်ဗျာဆိုတော့ဒါကလည်းခက်ဆက်ဆက်ကျွန်တော်တို့နိုင်ငံကိုဒါနှီးမျိုးစုံနဲ့ဖြတ်စည်းဖို့အတွက်ဒါတိမ့်သွင်းထားတဲ့ပုံစံတွေကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဗျာဟုတ်ပြီကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒါဒေါ်စောမြရာစာလင်းဒီသူ့ရဲ့ဥဆောင်မှုဘယ်အချိန်လောက်မှဆုံးတက်မယ်လို့ မြင်မိလဲဗျ။အာကျွန်တော်တို့ဒီအဆုံးတတ်မယ်ဆိုတာက तू ကဒီမဲအွန်လိုင်းသိရင် तू လည်းအဆုံးတတ်မှာပဲ။ကျွန်တော်တို့အာကျွန်တော်တို့လက်ရှိနေပြီးတော့ကျွန်တော်တို့ဘာလဲဆိုဒီ तू တို့လက်ရှိအရှင်စိုက်ထားတဲ့ဌာနချုပ်ကိုဗျာ။ဌာနချုပ်တီရှိရာစစ်တွေမျိုးကိုအခုလက်ရှိရခိုင်တက်တော့ A ကလည်းအာဂျိုမန်တဲ့ အသက်သွေးရွှေရင်းပြီးတော့စ조사နေရရှိဖို့အတွက်ဒီလိုဒီလိုဒီလိုဒီစက်တွေမြို့တမျိုးစာလေးမှာပဲသူဌာနချုပ်ဆိုင်တာဖြစ်တယ်ဒီလိုဒီစက်တွေမြို့ကိုဒီနဲ့ရခိုင်တက်တော့အေးအေးသာရရှိသွားပြီဆိုတာနဲ့သူတို့လည်းဘဝပြောင်းသွားတည်ကြတယ်ဟုတ်ပါလေရခိုင်ရဲ့ဒါဂရိကုအတွေ့အကြုံလည်းသူတို့တွေပေါ့နော်လက်ရှိငငလင်းလောက်ခတ်ခဲ့တဲ့ပြည်သူတွေကိုအဲဒါစာနာထောက်တားမှုတွေကြောင်းအဖြစ်ခက်ရက်ခဲ့တဲ့ရခိုင်ကတော့ greedy တယ် ဟုတ်ပါတယ်ဆိုတော့သူအဖြစ်ခက်ရက်ဆဲတဲ့နေပြည့်သွားပြီဆိုရင်တော့အတော်စောမြရာဇာလင်းအလောင်းကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့မြင်တွေ့ရမလဲဒါမှမဟုတ်စစ်တွေကိုစွန့်ခွာပြီးတော့ဘယ်လိုမျိုးခွေးပြေးဝက်ပြေးထွက်ပြေးသွားမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဗျာ။အရှိမလဲပဲဒါဒါအတန်ကောင်းဟစ်နေတဲ့အကောင်တွေ ဟလာကျွန်တော်တို့ကချင်းမှာဆိုရင်အဲဇရုံတရင်လိုမျိုးပေါ့ဗျာဟုတ်ပါတယ်ဗျာဟလာငါတို့မြေကိုတလက်မမောင်ကျူးကျော်စေရဟေးရိုးရိုးချုံချံခုခံကြတကယ်လဲကျွန်တော်တို့ကချင်းလူမျိုးရေးတက်မျောတက်မတော် KIA ကထိုးစစ်စင်တဲ့အချိန်လဲကြာလဲကြာတော့သူကိုနိုင်ရန်ကုန်ကိုထွက်ပြေးသွားတယ်ဆိုတော့သူဟာအလားခွေးတို့ဘောက်ကနေပြီးတော့ထွက်ပြေးမလားခွေးလူဝက်လူပြေးမလားဒါမှမဟုတ်ခွေးလူဝက်လူသေရမလားဆိုတော့ကိုတော့ကျွန်တော်တို့အားလုံးကစောင့်ကြည့်ရမှာဖြစ်ပါတယ် ုတ်ပါရခင်ဗျာဟုတ်ကဲ့ပြီကျွန်တော်ဒီနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာကတော့ရခိုင်သူရခိုင်သားတို့ရဲ့အာမမြင်ချင်းတော့တဲ့မမြင်ချင်းဆုံးသောဒါသူတယောက်အကြောင်းကိုကျွန်တော်တင်ပြနေတာလက်ရှိသူ့ကိုကျွန်တော်တို့အားလုံးကလည်းပဲလက်ရှိပြစ်ဆုံးပြန်မှာလည်းမမြင်တွေ့ချင်တော့ဘူးအနာဂတ်မှာလည်းရှိမနေစေချင်ဘူးဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဗျကျွန်တော်ကျေးဇူးအများကြီးတင်ရှိပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါခင်ဗျာ